မိတ်ဆွေများအားလုံးပဲမင်္ဂလာပါရှင်အခုဆက်လက်တင်ဆက်ပေးမယ့်ဇလံလေးရတော့စာရေးသူနေထွန်းအောင်ရှင်းသားထားတဲ့တိုက်နံတကားမှပြန်ခဲ့သူဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်မိတ်ဆွေများခန်းစားနာဆင်ပေးကြပါဦးရှင် ကလေးမှာလွန်စွာချမော့လှပပြီးမြင်သူဟာမိတ်မော်စင်မှာတေးကြပဲထွက်လှမှာဝင်းဝတောက်ပါနေပြီးအယောင်ပင်ထွက်နေတယ်လို့သူတွေးကြည့်မိတယ်ထိုထပ်ပို့သောစကားနဲ့ဖွဲ့ဆိုတင်းသည့်တိုင် သူ့မှာစကားလုံးမရှိခဲ့ဘူးမိန်းကလေးမှာသူ့ကိုချွန့်ချွန့်ဆဆကြည့်နေပြီးကျနာသောချစ်ချင်ငွေသက်များဖြင့်သူတို့ကိုလုံးကိုလွှမ်းခြုံလာနေသည်။ပြီးတော့သူ့လက်တစ်ဖက်ကိုလည်းကမ်းပေးလိုက်ရုံမကဘူး သူလက်ကောက်ဝက်ကိုပါစုတ်ကင်လာတယ်။သူအတွက်ထုတ်ထက်အံ့ဩစရာဆိုတဲ့အချိန်မရှိဘူး။ထိုစင်မှာပဲမြင်နေရတော့မြင်ကွင်းဟာတစ်ဖြက်ဖြက်လွန်းလွန်းလှုပ်ရှားနေပြီးအေးဆက်သောအထီးတွေ့များကလည်းပွတိုက်ဖြစ်တန်နေလျာသူလည်းရှေးအောက်တနေရာမှာရောက်နေကြောင်းသတိထားလိုက်မိတယ်။ဒီနောက်မှာတော့လှပလွန်သောမိန်းကလေးဆွဲခေါ်လာရာတိုင်းလှိုက်ပနေရတယ်လို့ပဲ။ ။ဦးသေးရတာကတော့ထုံမင်းကလေးနဲ့တတူစီမျောပနေခြင်းပင်ဖြစ်တော်တယ်။ထိုစင်မှာပဲရှီအောင်ကြောက်ကူကြီးတလုံးကို သူတွေ့လိုက်ရပြီးချွေရောင်တကားကြိတ်တစ်ချက်ကအတင်းဆောက်ကျွနေတယ်လို့ပဲ။သူပါကူမှရေရေရရာသဘောမပေါက်တော့လဲ။မင်းကလေးမှာ တကားကြီးတွင်းကိုသူ့ကိုခေါ်ဆောင်ဖို့ကြံရွယ်နေမှန်းသူသိနေတယ်။အချိန်အနည်းမှာတာယာလုံးလှတယ်လို့ထင်ရသည့်တိုင် သူ့ရဲ့စိတ်များခြောက်ခြားလာနေပြီဖြစ်တယ်။လာပါမောင်တော်ရဲ့ကုနှန်းကြီးတဲ့တူတူပြန်ချဆို့နော်။လာပါ။ဟင်အင်းမလိုက်ဘူး။ကျွန်တော်လွတ်ပါ။မဟုတ်တာပဲမောင်တော်ရဲ့မောင်တော်ကမူလဗုဒ္ဓဇာတိနှစ်ယောက်ကိုပြန်ချောက်လာတာပါ။မဟုတ်ဘူး။ကျွန်တော်ပြန်မယ်။လက်ကိုလွတ်ပါ။ ထိတ်လန့်နေတော့သူကဘလုံးပထွေးအော်ဟစ်လိုက်မိတော့ခါမှာထွက်တံများကို သူ့ရဲ့နှာပင်ပြန်ပြီးကြားရောက်နေရတယ်။မပီပြင်းတဲ့သူ့ရဲ့စကားသံတွေမှာချော့ချာနေတော့တံများဖြစ်ကြောင်းသိကြနေတယ်။အောင်သူအောင်သူဘာတွေရောက်နေတာလဲတငယ်ချင်းမလိုက်ဘူးအိမ်ပြန်မယ်အိမ်ပဲပြန်မယ်ဟာဒီကောင်ကအိမ်မက်တွေမနေတာချွဲကလည်းချွဲနေပြီဟက်ကအောင်သူ ထထမင်းနိုးပြီလားဟမ်အောင်သူသူကနိုးလာတော့စဉ်းစားတော့မှသူငယ်ချင်းဖြစ်သူစောထက်နဲ့တူတူ အလဲလာရင်းအတူအိတ်တော်ညတညရဲ့အိမ်မက်ဖြစ်ကြောင်းသတိရလာမိတယ်ငယ်စဉ်ကလေးကအစင်တဆိုင်မတ်တက်တော့ခြေအောက်ကပါကြီးတစ်ခုရဲ့ချွေရောင်အိမ်မက်တကကြီးဟာပုံမနီကဆွာရုပ်လုံးကြွလာပြီလက်တွဲကြောင့်တွဲသလိုခန်းစားနေရတဲ့အိမ်မက်ကြောင့်လွန်စွာခြောက်ချနေရတော့ ညံ့နှက်ရှင်တစ်ခုလည်းဖြစ်လာခဲ့ရတယ်။မိခင်ဖြစ်သူကသူ့ကိုတိုက်ကလာတယ်လို့ပြောခဲ့သောစကားများအမှန်တကယ်ဆိုပါကလည်းဒီလိုအိမ်မက်မတက်တဲ့အိမ်မက်များနဲ့သူ့ရခင်ဘဝဟောင်းနဲ့တိုက်ဆက်နေတက်ဆိုင်နေပါသလား။သူကစော်ထက်ကိုနှူပြီးဖြစ်ချောင်းကုန်စင်ကိုဖြည့်တယ်။စော်ထက်ပြန်လဲအိတ်ဆက်သွားချိန်ထိသူ့မှာအိမ်မပြောနိုင်သေးဘူး။အိမ်မက်ထဲမှာမိန်ကလေးနဲ့ချွေအောင်လှန်ကူတကားကြီးကိုသာထပ်တလဲလဲ ပြန်လဲမြင်ရောက်နေမိတော့တယ်။အောင်သူရောက်ရှိနေတဲ့ထုတ်ရကလေးမှာမျက်ချောင်တွေပလဲ့ဝမ်းရမ်းနေသောตาရလှပတဲ့ချုပ်ကင်ရှိသောရွာလေးပဲ။အောင်သူကသူငယ်ချင်းဖြစ်သောစာထတ်တို့မိဘပူပွားစာတိအေယာဝတီတိုင်းရှိထုတ်ရကလေးကိုအလဲပတ်ခရီးလာခဲ့ခြင်းပဲ။မြို့ပြရင်ကျေးမှုရဲ့အလင့်အမြန်ကုဆတ်နေခြင်းခံရသောရွာများထဲမှာ ဒီလိုကူးဆက်မှုများအ ਨੇ ဆုံးသာခံစားနေရလောက်အောင်ခေါင်သေးတဲ့ရွာလေးလေးဖြစ်တယ်။အင်ရှင်တဝက်အဲ့သက်တဝက်ဖြစ်တဲ့ဇောထထဆိုင်တော့သူ့အတွက်ကတော့မြင်သမျှတောတပါဝါတွေကအထူးဆန်းသောခံစားချက်တွေကိုရရှိတယ်။သူနဲ့ဇောထနဲ့ကတတရနှစ်ဖြည့်ပြီးချိန်မှာတခြားနှစ်ယောက်ကိုအလရက်ခီးမသွားတော့ထိုယောက်ကသာအလဲထွက်လာခဲ့ကြခြင်းပဲ။ ရှေပက်လက်ဝိုင်းရက်လျက်ရှိတော်ရွာတက္ကသိုလ်ကျောင်းမှာလက်ရွေစင်းရေကူးသမားများဖြစ်ကြတဲ့သူတို့နှစ်ယောက်အတွက်ပျော်စရာကောင်းသော နေ့ရက်ချင်းတည်းရက်ဖြစ်တယ်။ရှေပြန်ကူးကြအောင်မလားဆော့ထက်မင်းကူးရှိရင်ကူလေအမှန်တော့နေ့လက်နှစ်ချက်တည်းကြီးရေစင်းကူးထားပြီးညနေ၄နာရီကျော်မှပြန်တက်လာတဲ့သူတို့နှစ်ယောက်အတွက်တနင်္ဂနွေကျော်တာနားပြီးရေတဲကိုပြင်ဆင်ဖို့စူးစမ်းနေကြခြင်းလည်းဖြစ်တယ်။ ခဏနေအောင်အရေးထဲမှာငါဝမ်းသွားချင်လို့ဒါဆိုရင်ငါအရင်စဉ်းသွားနှစ်မယ်လေမင်းပေးတာနဲ့လိုက်လာခဲ့ချွာထိတ်ကဟိုချောင်းဆက်ပဲနော်ဇော်ထက်ဇော်ထက်ကအောင်သူကိုတာမလို့စိတ်ကူလိုက်မိသေးတော့လေရှေကူးကျွမ်းကျင်တဲ့သူငယ်ချင်းဖြစ်သူကိုတားမနေတော့ဘူးအိမ်သားရှိရနောက်ဖေးမြက်ွက်လက်ကိုပြစ်စင်လာတယ်ထွက်တူအောင်သူကလည်းရွာထိတ်ကိုအတော်နှင့်လေးပြီး ောင်သူကလူချင်းနဲ့တော့ရွာလန်းကလေးတိုင်းလျှောက်လာခဲ့ရတော့လေသူရောက်ရှိနေသည်မှာတပတ်ခန့်ရှိနေပြီဆိုတော့ရွာလန်းများကို သူကောင်းကောင်းမှတ်မိနေပြီသူအတွက်ပြဿနာထူးမရှိတော့ဘူးရွာလန်းဘော့ကကစားနေကြသောကလေးတစ်သိက်ကညင်ဖူးနေကြဖြစ်သည့်တိုင်လူစိမ်းဖြစ်သောသူကိုဝိုင်းကြည့်ရင်ဆော့ကစားခြင်းများကိုခက်တရှင်းနာသွားတယ်သူကတော့ကလေးများကိုပြုံးပြပြီးရွာလန်းမကြီးကိုအဆုံးထိရှောက်လာခဲ့တယ် သရုတ်ကူနေကြရွာစွန်တဏိတော်ဆန်နေရာမှာအေယာမကုတ်ကုတ်ပင်ကြီးရချစ်တပြားခတ်မှာသူ့ကိုစောက်ကြွနေလိပြီတယောက်ထဲဘယ်သွားမှုလဲအမလေးလမ်းလိုက်တာနော်အော်ဟိုအမပါလားဟုတ်ပါတယ်မင်းတွေ့တွေ့နေရတဲ့အမပါ ဟုတ်ကဲ့အမကျွန်တော်ရေသွားကူးမလို့ပါညနေစောင်းနေပြီမောင်လေးရဲ့ တရားချင်းကအပုတ်ချိန်လေမပူပါနဲ့အမရဲ့ကျွန်တော်ကရန်ကုန်ကလာတယ်ဆိုပေမဲ့ခြေကူသမားစစ်စစ်ပါအင်းဘယ်အရာမစိုးကြွန့်ကျင်ပေမဲ့လည်းပေါ်ဆလို့မရဘူးလေမွေလိမ္မာပြသူဟာမွေပေါက်သိတာမျိုးတန်ငါတဲ့ရှင်နစ်သိတာမျိုးကိုသတိထားရတယ်။အိုးအမလည်းခြာရှည်နေမိပြန်ပါပြီ။ကဲမောင်လေးကိုအမခြေရဆန်းဆန်းနေတနည်းပေးမယ်။ လိုက်နာပါမယ်လို့ဂရုပေးရင်ပေါ့ချောင်းမတိကြည့်ပြီးစက်သေးရှိတဲ့ထုံမင်းကလေးရဲ့စကားဟာနမဲမဖြစ်တဲ့သောစကားမျိုးလို့အောင်သူမှာဒေါသထွက်ရှင်လာမိတယ်။ဒါပေမဲ့ချိတ်ဆန့်သောဖြင်းဝါရောင်အင်ကြီးကိုဝတ်ထားတဲ့သူမရဲ့ချိန်ဝါမှာဩစာကြီးမှလှတယ်လို့သူထင်တယ်။သူခွန်းထုတ်ပြန်ဖို့လည်းမဝင့်ရဲဘူး။ချက်ခင်ရက်များစောထတ်တို့အိမ်နီးတဝိုက်မှာမြင်းမြင်းနေရတဲ့အတွက်ထူးခြားသောအမျိုးသမီးကို သူစိတ်ဝင်စားစွာငေးကြည့်ဖို့ဒီမှလည်းအချိန်ချင်းပဲစိတ်ထဲမေးရှင်တော်ဒီတိုင်သူစော်ထက်ကို မေးဖို့ပြင်တိုင်းစော်ထက်ထံမှတခြားသောစကားများကထပ်ပေါ်လာခြင်းနဲ့အတူသူမေးဖို့မိမိတော်ရသည်မှလည်းအချိန်ချင်းပဲအခုတော့ထုံမျိုးသမီးအားသူ့ရဲ့ချိဆက်ဆက်မြဲမြဲရောက်ရှိလာပြီးစကားဆက်များကို ပြောကြားနေပြီးရှောက်လျရာရှက်တွင်ဒေတာခန့်တွေရဲ့စကားကို လိုက်နာဖို့အမြဲတမ်းသွန်သင်လေးရှိသော မိခင်ရဲ့စကားကို ပြန်လည်သတိရပြီးသူမစကားကိုခေါင်းညိတ်ပြုံးပြပြီးတော့သူလက်ခံလိုက်မိတယ်။နောက်ထပ်မိနစ်အနည်းငယ်ခန့်မှာအချိန်ပုတ်သွားလို့ဘာမှအကြောင်းမထူးနိုင်ဘူး။တင်းတယ်လှပတဲ့အမျိုးသမီးနဲ့စကားပြောရခြင်းက အမျက်လွတ်သာသူတွေးထင်လိုက်မိတော့တယ်။ပြောပါမှကျွန်တော်တနိုင်တမညာလိုက်နာပါမယ်။ ဟုတ်ပြီမောင်လေးတချို့အရာတွေကိုတသေးချာချာပြပြဖို့မဖြစ်နိုင်ဘူးလေနနိုင်နေနေကုညီဖို့လည်းမလွယ်လို့ပါဒီနီလန်းနဲ့ဆိုရင် အမကုညီနိုင်ပါလိမ့်မယ်ဟောဒီမှာကွန်တရာဝါသွားပြီးရင်ဟော်ဟိုဝါညောင်ညိုပင်ကြီးအောက်ကနှက်ကွန်ကိုရောက်ရင်ခြေအိုးစင်ကရှစ်တမှုတ်တောက်လိုက် နောက်ဆုံးတစ်ခုကမောင်လေးရေတဲ့ဆင်းရင် နောက်ကျုံပြစ်ပြီးဆင်းလို့ရတယ်မလားအောင်သူကောင်းညိတ်ပြတယ် ထော်မပေတဲ့ကိုရကိုပဆောင်းတွင်းမှာထဲ့ဝါတယ်။ထိုစင်မှာအမျိုးသမီးသူကိုစကားဆက်ပြောတယ်။ရေထဲမှာတခုခုအခက်ခဲရှိရင် အမပုံရေခဲလှဲ့ပါဆိုပြီးချက်ချုံပြန်ထိုးလိုက်ပါမောင်လေးအရရအစဉ်ပြေသွားပါလိမ့်မယ်။ရန်ကုန်မှာဖြစ်ပြီးသားတမန်ချင်းတွင်သားဖြစ်ပါကခပြညာတင် जा နေတော့မြို့ကြီးသားဖြစ်တဲ့အောင်သူတို့မိန်းကလေးစကားတွေကဝလုံးကွယ်ထိုက်ရင်နေလောက်တဲ့အထိ စေတနာပါလှတဲ့ထိုအမရဲ့စကားများကို သူပြည့်ရဲ့မပြုတ်နိုင်ခဲ့ဘူးထိုများမကောက်အမျိုးသမီးရစိတ်နှောက်နေတယ်လို့လဲသူမထင်မိပြန်ဘူးတေရှာမှတ်ထားနော်တကယ်လို့မောင်လေးရေထဲမှာခက်ခဲတကူကူဖြစ်ခဲ့ရင် အမပုံရေးကျွန်တော်ကိုပြန်ခေါ်ပေးပါလို့စိတ်ထဲကခွင့်တောင်းပြီးချက်ချွန်တပတ်ပြန်ထိုးလာခဲ့ပါကွယ်ဟုတ်ကဲ့အမကျွန်တော်အမပြောသလိုလုပ်ပါမယ် ဒီကွန်ရကိုကျွေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မအောင်သူ အမျိုးသမီးရဲ့ညွှန်ကြားချက်ကိုတလေတစားခံယူမိသလိုစိတ်ပြည့်နေတဲ့သူကိုယ်သူအံ့ဩမိတယ်။ခန္ဓာထက်ဝါလှပတဲ့အမျိုးသမီးကိုနှုတ်ဆက်ပြီးဆက်လက်ထွက်ခွာလာတယ်။ဒီနောက်မှာမလှမကမ်းမှညောင်ညိုပင်ကြီးမှတဲထားသောချဲ့ဟောင်းနှုတ်ကုန်းကလေးကို သူရောက်လာပါတယ်။နှုတ်ကုန်းကိုကြည့်ပြီးလက်အုပ်ချလိုက်စင်မှာ နှက်ဆက်ထားတဲ့ကိုရတချို့ကို သူမြင်တွေ့ရပြီးခြားထားပုံကဆော့ဆော့ကအမပုံပေးတဲ့ကိုရတချို့တိုင်းဖြစ်နေလို့သူကြည့်ပြီးတော့စိတ်သိမ်းတွေမှာတဖြန်းဖြန်းထမိတယ်။ညောင်ညိုပင်ကြီးအောင်နှုတ်ကုံဆင်ပြီးလူအတွက်တောက်ရည်ဦးစင်မှအုံမခွတ်တောက်ရည်ဖြစ်ခတ်တော့ပြီးစိတ်ထဲမှာလန်းဆန်းလာတယ်လို့ခံစားမိတယ်။ထိုအမကို သူမြင်နေရသည်မှာရက်နေငယ်ရှိပြီး အခုလိုလက်ဆုံခွင့်ရတဲ့ထူးဆန်းလှသောထိုမကြောင့်ကိုစော်ထက်ကိုမဖြစ်မနေမင်းမြန်းစုံစမ်းတော့မယ်လို့သူတွေးထားမိတယ်။ဒီလိုနဲ့ချိဆက်6လဆင်စိတ်ထဲမှာမတူမတန့်ခန်းစားချက်ကြီးတစ်ခုကို သူခန်းစားနေရတယ်လို့ပဲ။ထော်မျိုးသမီးချောက်လို့တော့သူမထင်မိဘူး။နောက်ပြန်လှဲလို့စိတ်များဖြစ်ပေါ်နေမိတော့လေသူ့ရှစ်လမ်းများကိုပြန်လှဲလို့မရဘူးကိုဖြစ်နေတယ်။သူငယ်ချင်းဖြစ်သူစော်ထက်လည်း အကြခင်လျှောက်လာတော့မယ်လို့တွေ့ရင်သူခုသူအတင်းထားလိုက်ပြီးပြန်တယ်။တောက်ပေတင်ကဟောထားတယ်လေ။ဒါနှကားတိုက်တစ်ခုကလာတာ။ GNDN နဲ့မကင်းဘူးပြောလို့အခုလိုရှေကူးတင်တမ်းမှ အမေကိုတိုင်လက်အပ်ပြီးတော့သင်ပေးနေရတာ။ဒါတိုက်ဆက်ရှိတယ်လေနော်။ဒါပေမဲ့တိုက်ရှေကူးရှင်ရကူးလိုမျိုးရှေကူးကန့်တွေမှာပဲကူနော်။မျက်ချောင်တွေတဲတော့စစ်မကူရဘူးနော်တာ။ ဟုတ်ကဲ့ပါမမေရဲ့ဒါပေမဲ့တားတို့အိမ်သားမှလည်းဗာမြင့်ရှောင်းမှမရှိပါဘူးနော်အခုဆိုရင်တားလည်းခြေကူးကျွန်းကျင်နေပါပြီဒါပေမဲ့တားလေးခရီးတွေဘာတွေသွားရင်မြစ်ချောင်အိမ်အိမ်ရှိတဲ့နေရာကိုမသွားသင့်ဘူးနော်တားအောင်သူမမိခင်ရဲ့စကားတွေကိုပြန်လဲကြားအောင်ကျင်တဲ့တူတူလက်ရှိရှိနေကို သူပြန်လဲသုံးသက်ကြည့်တော့သူက တဘာဝမျက်ချောင်ဖျားဝဲရေလကူးနေပြီဖြစ်တဲ့စိတ်ထဲမှာမလုံမလဲဖြစ်နေမိတယ်လို့ထွက်အစွဲကိုလည်း तू ကမေးဖြောက်ပြစ်ရှင်တယ်ပြီးတော့သူ့ကြွန့်ကျင်မှုကိုလည်း तू အရှုံကြည်နေပြန်တယ်ဒါကြောင့်လဲ तू နောက်ပြန်လှဲ့လို့သောစိတ်ကိုစန့်ကျင်ပြီးချစ်ဆက်လျှောက်လာတယ်ပေဒင်နဲ့ပတ်သက်တဲ့အများစုကြောင့်တွေကမမှန်ကန်နိုင်ကြောင်း तू သိနေတယ်တချို့တော့မှန်ကန်သောတိုက်ဆိုင်မှုများလို့သာသူကတွေးတောထားမိတော့လေအခုတော့ စက်သိမ်းများထလာခြင်းနဲ့တူတူသူရဲ့စိတ်တွေလေလံ့နေပါလားပါကိုအမေစိုးရိမ်မိတာပါလေမိခင်ဖြစ်သူကမျက်နှာမကောင်းပဲစကားကိုထင်ငေါ်စွာဆိုလာတယ်။အောင်သူကလည်းမိခင်ရဲ့မျက်နှာပေအမှုရှားချောက်မိခင်ပစံမှာထွက်လာမဲ့စကားလုံးများကိုခတ်မှန်လို့ရှားနေပြီဖြစ်တယ်။ဒါတိုက်ဆက်လေ နှခါတက်ရလာတာတားကိုတတူပြန်ခေါ်ကြလိမ့်မယ်တားဟိုတနစ်ကကမှောက်ခဲ့တာ သွေရိုးသားရိုးမဟုတ်ဘူးမနစ်တုံကအိမ်ပေါ်ထပ်ပြတင်းပေါကပြုတ်ချတာတွေကလည်းသွေရိုးသားရိုးမဟုတ်တာတားသိတယ်မဟုတ်ဘူးလားဟင်အောင်သူပြန်တွေ့ကြည့်နေရင်စိတ်တွေကပုံမှုခြောက်ချလာနေမိတယ်အဝေးပြေးလန်းတနေရာတွင် ကမှောက်တုံကကမှန်တဲ့ကိုထိုးခွဲဝင်လာတော့တက္ကံကြီးတက္ကံရသူမျက်နှာအနီကိုထုတ်ဖောက်လာတယ် လက်မတင်လေးပဲသူလွမြောက်ခရဖူတယ်။မကြသေးခင်ကာလလည်းနေအိမ်ရဲ့အပေါ်တက်ပြတင်းပေါက်မှတက်ဆင်ထားတဲ့အရာကုန်ကိုကိုတပိုင်းထွက်ကြည့်နေတော့ခြင်းထဲမှာအေကနံခန်းစားခြင်းနဲ့တူတူတွန်းချခံရသလိုဖြစ်ပြီးအိမ်ဘေးမြေကွက်လက်ထဲကိုစောက်ထိုးကျသွားပူတယ်။ထိုမြေကွက်လက်နေရာမှာအေယာမစင်ပေါင်းဦးကြီးများနဲ့ပန်းပင်များစိုက်ထားပြီးသူ့ရဲ့ကောင်က အိုကြီးတိုးတဲ့ကိုဥတီပြီးတော့ထုတ်ဆိုင်ကြသွားတယ်။ဒါပေမဲ့သူကံကောင်းစွာနဲ့ပဲပန်ဝင်ကြီးနဲ့လက်နက်လုံးလောက်ကလွတ်သွားခဲ့ပြီးရေဝင်းနေတဲ့မြေပြော့ကိုခေါင်းဆိုင်ကြသွားခဲ့ရတာ။ဒါကြောင့်မို့လို့မသေးဆုံးခဲ့ဘူး။နောက်နေ့အိမ်ဘေးမှာစင်ထားသော CCTV မှာပြန်ကြည့်တော့သူ့ဘဝတေရပြန်တယောက်ပြေးထင်ရှားကြောင်းသူ့ပါဝင်မိသားစုများအလုံးလက်ခံလိုက်ရတော့ဖြစ်ပဲ။ ထိုစင်မအောင်သူကသူ့ရဲ့ကူမဲကုတ်ကုတ်ပင်ကြီးနီကိုရောက်လာတယ်။အင်ကြီးချုပ်ဖို့ရန်ပြင်ဆင်အပင်ကြီးရဲ့ခြေရင်းမှာတစုံတယောက်ရှိနေသည်ကိုသူလှမ်းတွေ့ရတယ်။ချဲဆန့်သောအင်ကြီးမျိုးနဲ့အနီရောင်ဝတ်ဆက်ဝတ်ဆင်ထားတဲ့မိန်းကလေးတယောက်သူ့ရဲ့ကူစင်မဲအပင်ကြီးရဲ့အောက်ရှေ့ဝဲရပ်နေပြီးတော့ချောင်းရဲ့ပြင်ကိုငေးကြည့်နေရှာတယ်။ဖာလာချထားတဲ့သူမရဲ့ဆက်နယ်များက ညနေခင်းလေပြင်းတဲ့တူပနန်တင်းလာပြီးဖေးဆောင်နေထားရပင်လွန်စွာချုံမော့သောမိန်ကလေးဖြစ်ကြောင်းထင်ရှားလာတယ်။မြင်ဖူးသလိုလိုသူခန်းစားတွင်းနေတုံးမှပဲမိန်ကလေးထံမှာမှွေပြန့်လွန်သောရနက်များကို သူရှူဆိုင်မိတယ်။ထွေရနက်များလွန်စွာမှမှွေဤလာသလိုဘလို့အမွေးနက်မျိုးဖြစ်မလဲလို့သူတွေးမိတယ်။သူဟာမိန်ကလေးကိုငေးချင်းနေရင်ညှို့ယုတ်ခံထားရသူတယောက်လို့ မိတ်မော်နေသလိုငေးကြည့်နေမိစင်မပဲတဖြည်းဖြည်းလှုပ်ရှားနေတဲ့မိန်းကလေးလက်ကချောင်းရည်ပြင်ကိုလက်ညှိုးထိုးပြလာတယ်။ရည်ပြင်ထဲမှာတော့ပုံတော်ကလေးပါဖနက်လွတ်လွတ်ဖနက်ကလေးတစ်ဖက်လှလှုပ်ချာချာဖြစ်နေတယ်။သူမဖနက်ကျသွားတော့ကြောင့်ကုညီတောင်းသလိုပဲအောင်သူအလွယ်တကူထမှတ်ပြီးဆင်းဆက်ပေးဖို့ပြင်တယ်။သူ့ရဲ့အင်ကြီးကိုကိုကိုပင်အောင်ခြုံပုတ်တွင်ချိတ်ပြီးတော့ဖနက်ပါချွတ်ပြီးသူရည်ထဲဆင်းဖို့ပြင်နေတယ်။ မိန်ကလေးရရှိပြင်ထက်ကိုလက်ညှိုးညွန်ပြလာနေပါတယ်။သူဖနှက်ကိုဆင်းဆက်ပေးဖို့ညွန်ပြနေတဲ့သဘော။ခဏလေးနော်ကျွန်တော်ကူပဲဆင်းဆက်ပေးမယ်။မိန်ကလေးမှာဘာစကားမှမတုတ်ပြန်ဘူး။သူ့ကိုလည်းလှဲမကြည့်ဘူး။ခေါင်းသာတွင်တွင်ညှိပြတယ်။အောင်သူကရေထဲဆင်းကပ်နေမှာဆော့ဆော့အမျိုးသမီးပြောခဲ့တဲ့စကားများကို ပြန်သတိရလာမိတယ်။ ခြေထဲစင်ရင်နောက်ချွန်ဖြစ်ပြီးတော့စင်ရမှားကြခြင်းကယခုမှစတင်ပြီးသူတကယ်လှုပ်ဆောင်ရမလားသူမဟုတ်မသိချင်အောင်ဆောင်ထားရမလားဒါပေမဲ့သူအတွက်အခက်အခဲမရှိတော့ထိုကိစ္စကိုထိုအမပြောတဲ့အတိုင်းပဲလှုပ်ဆောင်ဖို့သူစိတ်ဆုံးဖြတ်လိုက်တယ်နောက်ချွန်ဖြစ်ဖို့ချောင်းရိပ်ပြင်ကိုကြောက်ခိုင်းတယ်သူ့နဲ့ပေပင်း၂၀လောက်กว่าဝေးတော့ချောင်းကန်းဆက်မမိန်ကလေးရခြေပြင်ကိုတွတ်တွဲကြီးငှက်ဆိုင်ကြီးနေစေပဲ ဒီလိုမျက်တော့မခတ်စတဲ့ကြည့်နေတော့ကြည့်ကြောက်အောင်သူစက်သိမ်းတွေထားမိတယ်။ဒါပေမဲ့သူကတော့စောစောက အမားပုံပြောတဲ့တိုင်ပဲနောက်ကျုံပြစ်စင်နေ။အေးဆက်တော့ရေပြင်ထဲနှဝင်သွားတဲ့သူ့ရဲ့ခနာကိုရေပုံပြန်တက်တော့သူ့ထိုးဆိုင်လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတဲ့ရေလိုင်းများကဖနက်ကလေးကိုချောင်းရဲ့ပြင်လဲကိုတွန်းထိုးသွလို့ဖြစ်သွားတယ်။အောင်သူဟာဖနက်ကလေးရှိရကိုလက်ဖြစ်ကူသွားနေစင်မှာ အနက်ကလေးကရှီအောက်ကိုရုတ်တရက်မြုပ်ဝင်သွားတယ်။သူအံ့ဩသွားမိတော့လေသူ့ပါရှီတဲကိုငုတ်ဆင်ကြည့်တော့ကြည်လင်နေတဲ့ချောင်းရည်ထဲမှာဖနက်ကလေးကရှီအောက်ကိုတဖြည်းဖြည်းဆက်လက်နှုတ်ဝင်နေတယ်။ဖနက်ကလေးကိုမိလူမိခန်နီးလေးမှာပဲသူ့တို့ကိုယ်လုံးတိတ်ကနံဖြစ်သွားရလောက်အောင်ပြင်းထန်သောရေစီချောင်းကသူ့ကိုဆွဲယူလို့သွားတယ်။အောင်သူမှာစိုးရိမ်စိမ့်နဲ့ ခြေစည်းချောင်းကိုဆံပြီးနောက်ပြန်ကူဖို့ကြိုးစားတယ်။ဒါပေမဲ့ခြေစည်းချောင်းမှာ သူထင်သာတာထပ်ဖို့ပြီးအင်အားကြီးမားနေတယ်။သူ့မှာရုံထွက်နိုင်စရာလမ်းမရှိဘူး။အချိန်နေမှာရုပ်ချင်ပဲပြောင်းလဲလာနေပြီ။တာမန်ချောင်းကလေးတစ်ချောင်းမဟုတ်တော့ဘူး။အေယာမရှိပြင်တစ်ခုအောက်ကိုရောက်ရှိသွားတဲ့အချိန်ခံစားရတယ်။ထိုစင်မှာသူ့လက်တစ်ဖက်ကိုလာရောက်ထိတွေ့တော့ထိတွေ့ချောင်းသူ့ဘက်ချံကိုလှမ်းကြည့်တယ်။လက်တစ်ဖက်မှာ သူ့ရဲ့ဖေဖက်လက်ကဝတ်ကိုဆုပ်ကိုက်လာနေတော့ကြောင့်ချောက်ချာဖွဲရတွေ့ရတယ်။နှစ်ပိုင်ရှင်ကကြည်လိုက်တော့ဆောဆောကဖနှစ်ပိုင်ရှင်မိန်ကလေးဖြစ်နေပြီးမျက်နှာကိုအနိကက်တွေ့ရခြင်းလည်းဖြစ်တယ်။မိန်ကလေးကသူ့မနေကြအိမ်မက်ထင်မှာမိန်ကလေးပင်ဖြစ်ပြီးအခုခါမှာပြည်ပြင်းထင်ရှားစွာရှုပ်လုံကြွားတွေ့နေရခြင်းပဲ။သူ့မိန်ကလေးကသူ့လက်ကိုတင်းနေအောင်ဆုပ်ကိုက်ရင်းရေပြင်းအောင်နဲ့ထဲကိုခြေစစ်ချောင်းနဲ့တူတူဆွဲခေါ်သွားတယ်။ လင်မြန်လှသောရေစီးကြောင်ကြောင်မကြခင်ချိန်တွင်းမှာနတ်ဆိုင်လှတဲ့ရေပြင်အောက်ကို ရောက်လာပြီးရေအောက်ကြောက်ဆောင်ကြီးများကို မြင်တွေ့ရတယ်။အလင်းတောက်ပါနေတဲ့ထိုကြောက်တောင်ကြီးများနဲ့တူတူချွေရောင်တောက်ပါနေသောရတနာစီချက်ထားတဲ့အေယံမတကားကြီးတစ်ချက်ကိုလည်းသူမြင်တွေ့လာရတယ်။အောင်သူကအိမ်မတကားကြီးကိုအပြင်မှာမြင်လာရတော့ချောက်ချာစိတ်ချောင်းရှင်ထဲမှာတစ်ဖြက်ဖြက်ခုန်မိတယ်။ တကားတစ်ဖက်ကိုရောက်ရှိသွားပါကသူ့လူဘွားတက်တန်းအဆုံးသက်သွားမိကိုလည်းသူကြောက်ရွံ့မိတယ်။ဒီလိုချင်းနေရောက်ဖို့မနစ်နေငယ်မြတ်သားလိုအပ်သွားတဲ့ချိန်လေးဖြစ်တယ်။လှုပ်ကြောက်ကိုလှုပ်ပါ။သူစိတ်ထဲကဒီလိုပြောပြီးဖန်လျှောက်ထားသလိုတင်းကျပ်နေတဲ့မိန်းကလေးလက်မှာသူ့လက်ကိုပြန်ယုံနေမိတယ်။ဒါပေမဲ့မိန်းကလေးမှာသူထင်သာတာထမ်းများစွာမအင်အားကြီးမှလုံနေတယ်။ ကြောက်ပါနဲ့မောင်တော်ရဲ့ညနံတည်တာရေအောက်တိုက်နံဆိုင်ကို ပြန်ရောက်လာတာပါရှင်မဟုတ်ဘူးငါလူငါရန်ကုန်မြို့မှာနေတာတိုက်ကားလာတာမဟုတ်ဘူးငါ့ကိုလွတ်ဘယ်ရလာမောင်တော်ရဲ့မောင်တော်ကတိုက်ကားလာတာပါအခုပဲနှမတော်နဲ့ပြန်လိုက်ခဲ့ပါတော့နော်ဟင်းအင်းမလိုက်ဘူးငါ့ကိုအခုလွတ်အောင်သူကစိတ်ထဲမှာမိန်းကလေးစကားကိုကြားနေရသလို့ သူ့စိတ်ကူးကလည်းမိန်းကလေးအားကြားနေလို့ဒီလိုအပြန်လှန်ပြောဆိုရုန်းကန်မိတယ်။ဒါပေမဲ့အသက်အောက်ထာရသောသူမှာမိန်းကလေးကိုရုန်းကန်နိုင်လောက်သောအင်အားကမရှိဘူး။တခုထူရှားတာသူကရှေကူးရှေငုံကျွန့်ကျင်နေဆိုသည့်တိုင်ယခုလောက်ခံနိုင်ရှိနေခြင်းကိုပင်ဖြစ်ပြီးထွတ်ဆွမ်းအင်မူလစမြစ်ကိုသူနားလဲလိုက်မိတယ်။အမပုံကျွေလိုက်တဲ့ကွန်းတရနဲ့ခြေတမှုတ်ကတာမန်ထပ်ပုံလွန်ခဲ့သောဆွမ်းအင်တွေပေးနေကြောင်း ူသဘောပေါက်လိုက်မိတယ်။ထိုစင်မှာတိုက်နံတကာကြီးဟာသူ့ရဲ့မျက်စိရှိကိုအချိန်အဟုန်နဲ့တုံးဝင်လာတယ်လို့အလင်အမြန်ချင်းကပ်လာတယ်။ထိုမြမကဘူးတဖြည်းဖြည်းဟလာပြီးရေစီအဖြစ်သူ့ကိုတကာတွင်ဆုပ်ယူခုံငင်နေပြီ။နဘေးကတိုက်နံတေဝီမိန်ကလေးမှာကျင်နေပြီဒီဖြစ်တော်တွင်နဲ့သူ့ကိုကြည့်တယ်။ခြေထဲမှာတခုခုအခက်ခဲရှိရင် အမပုံရေကဲလှဲ့ပါစုပြီး ချက်ရှင်ပြန်ထုတ်လိုက်ပါမောင်လေးအရရအစဉ်ပြေသွားပါလိမ့်မယ်တဲ့နောက်ကအနာမှာအမားပုံမှကြားသောစကားကိုသူကြားရောက်မိတယ်နောက်ချုံထိုးပြီးစဉ့်ရံနဲ့ချက်ချုံထိုးပြီးပြန်လာခဲ့ရန်မှားကြားချက်ကိုတမန်ထက်ထူးခြားစံကြက်သောစကားများဖြစ်ကြောင်းအောင်သူနားလည်မိတယ်အမားပုံတနိုင်သောဘကားနီလန်သုံးပြီးသူကိုကက်တင်ဖို့စူးစမ်းနေကြောင်းသိသွားခြင်းနဲ့တူတူစိတ်ထဲမှာလည်း အမားပုံရေးကျွန်တော်ကိုကယ်လဲပါရေရွတ်ပြီးတော့ချက်ကိုငုတ်ပြီးကျွန်းတစ်ပတ်ပြန်ထိုးတယ်တင်းကျက်စွာစုတ်ကင်ထားတဲ့မိန်ကလေးရဲ့လက်ချောက်သူ့လက်တစ်ဖက်ပင်နှာကျင်သွားမိတော့လဲသူ့ကျွန်းထိုးခြင်းကိုတော့သူမမတားဆီးနိုင်ခဲ့ဘူးကျွန်းတစ်ပတ်ပြစ်သွားတာနဲ့ဟောခနန်းခြေစီးချောင်းကနေနောက်ပြန်ဆွဲခေါ်သွားပြီးတကားပေါက်ထဲကိုဝင်လူလူသူ့ကို ပြန်တွန်းထုတ်သလိုအနောက်ကိုပြန်လည်လွှင့်စင်သွားတယ်ထွတ်ထွတ်တူ တိုက်နိုင်ရှင်မင်းကလေးရဲ့လက်ကသူ့ကိုဆက်လက်မဆုတ်ကိုင်နိုင်တော့ဘူး။မောင်ကြီးရေမောင်ကြီးနှမတော်စီပြန်လာခဲ့ပါဒီနေရာမောင်ကြီးရဲ့မူလစာတီနေရာမှန်ပါရှင်။ထို့စကားတန်ကြောင့်လဲပုံမထိတ်လန့်မိတဲ့အောင်သူခြေစည်းဖြစ်တာချောင်းခုမနေအောင်ဘူးပြင်ပြစွာကူးခတ်လာတယ်။အနောက်မှာတိုက်နိုင်ရှင်မလေးကတော့သူ့ကိုတကြွကြွအဟစ်ခေါ်နေဆဲပဲ။ထို့စကားတန်များကိုသူ့ကောင်းထဲမှာ ပက်တင်မြည်ဟင်းနေတယ်။ အမလေးအောင်သူရဲ့မင်းဘွားကနပ်ပေါ်လာတော့ငါမှလမ်းလိုက်တာကွာမင်းရှည်ထဲမှာဒီလောက်ကြောက်အောင်ငုံနေတာလားငါရောက်တာ10မိနစ်လောက်ရှိပြီတပိန်အောင်မမင်းဖနှံနဲ့အင်ကြီးကိုတွေ့ပြီးလူမတွေ့လို့ငါမှအသေးအတန်ရှင်းငုတ်ပြီးတော့ရှာနေတာငါငါမတေခဲ့ဘူးပေါ့နော်စောထက်ဟုတ်ရဲ့လားကွာမင်းမတေလို့ငါနဲ့စကားပြောနေတာပေါ့အမလေးကွာမင်းဒီလောက်ကြာချင်းငုံနေတာခြေအောက်ကနန်းတော့ကိုမြန်လျှောက်သွားပြီလားထင်ရတယ် စောထကသဘောရုပ်စုပေမဲ့ညနန်တီတာတက်တကပါဝါကိုရောက်ရှိသွားခဲ့တဲ့အောင်သူမသူ့ကိုတစ်ချိန်ပြန်လဲဆွဲချမိကိုကြောက်ပြီးခါလောက်နဲ့တော့ခြောင်စမကမ်းပေါကိုအတင်းပြတ်တက်တယ်။ဒါပါတဘောလေပြန်ချင်ပြီလားအောင်သူမင်းကလည်းလှုပ်ရင်စွတ်ပြန်ချင်တော့လဲချက်ချင်းစကားမမြနဲ့ဆိုထက်မင်းတက်လာတော့အရေးကြီးတယ်ပြီးရင်ငါပြောပြမယ်အခုတက်လား စောထမှာဘာမှနားမလဲတည်တိုင်အောင်အောင်သူရဲ့ပုံစံတေးရှင်ရင်တမြပုံစံမို့လို့သူလည်းကမ်းပေါက်ပြေတက်တယ်။လမ်းမှာတော့အောင်သူကသူရဲ့အောက်ကကျုံခဲ့တော့အကြောင်းတွေကိုစကားရှိနေဖြစ်ခတ်တတ်တ်လေးရှင်းပြတယ်။ငါတကယ်ပြောတာပါ။ဂျုံမယုံကားတော့မင်းတပေါ်ဟုတ်ဒီမှာငါလောက်ကြည့်။အောင်သူဘယ်ဘက်လက်ကိုတင်းကျပ်စွာဆုတ်ကင်ထားခြင်းခံရတော့ကြောက်လက်ငါချောင်းရအနီးစင်းကြီးထင်ရှားနေတယ်။ တောက်ကြည့်ပြီးတော့တော်တော်လေးချင်းသွားမိတော့ဆိုထက်လေသူ့စကားလက်ခံလိုက်ရပုံပဲ음ငါဖို့ဖွားတွေကလည်းဒီနေရာမှာတိုက်ဆက်ရှိတယ်လို့ပြောဖူးတယ်အခုလည်းငါတခြားမှာတော့ကူဖို့အိမ်မှာပြောထားတာသူတို့ကဒီနေရာမှာမကူဖို့တားထားကြလို့ပဲဒီနေရာတမန်ထပ်ပူပြီးတာရတယ်လှတယ် sorry ပါကွာငါမင်းကိုဒီနေရာကိုခမလာတင့်ဘူးထင်ပါတယ်ရှားပါတယ်ကွာ ဒီလိုကြုံရမယ်လို့ကမင်းလည်းပဲထင်ပါလေခတ်တာငါကိုယ်တိုင်ကလည်းဒီစစ်မြစ်နဲ့ဗာမြန်ပတ်သက်နေလဲမသိပါဘူးဆိုထက်ရဲ့တေချာပါတယ်လေမင်းဟာတိုက်ဆက်ဖြစ်မယ်အောင်သူဟာဆိုထက်ကိုစကားပြန်ပြောဖို့ဟန်ပြင်စင်နောက်ညိုပင်နှုတ်ကိုနှီးမနေလူရိပ်တရိပ်အောင်သူကိုတွေ့ရတယ်အောင်သူဟာဆိုထက်ကိုစကားပြောဖို့ဟန်ပြင်စင်ညိုညိုပင်နှုတ်ကိုနှီးမလူရိပ်တရိပ် ဇနေတီကိုအောင်သူတွေ့ရတယ်။စောစောက အမပုံဖြစ်နေကြောင်းသူအံ့ဩဝမ်းသာစွာမြင်ရတယ်။သူကအမပုံကိုနှုတ်ဆက်ဖို့ပြင်ပြီးစင်မှာအမပုံက သူ့ကိုပြုံးပြပြီးခေါင်းကိုဖြင်းညှင်းစွာခါပြရတယ်။စောထရှိနေသောကြောက်လာလို့သူတွေ့ကြည့်ရင် အမပုံကိုမတိမတာဥညွှူးရွတ်သေးပြလိုက်မိတယ်။ဒီနောက်ကောင်ကဒီယူမတောင်ဆွဲကတောင်ပိုင်ဒေဝီတပားတဲ့အတွက်တဲပေးထားတာနှစ်ပောင်ကတော့မနေတော့ဘူး အရှင်ကလူအယံစားတဲ့တို့ဒီချောင်းလေးကတင်တော့ကွန်တက်ပြီးတဲ့နောက်ပိုင်းလူသိမ့်မစားတော့ဘူးတိတလာတယ်ငါ့ကိုလည်းအဖိုးကပြောပြတာအော်ဟုတ်လားသူငယ်ချင်းမင်းပြောတာအမှန်ဖြစ်မယ်ဆိုတာငါယုံပါတယ်ကွာထို့စင်မှာပဲဝင်ခါစားနေဝင်စီးစနဲ့အတူကျွာဝင်လန်းကလေးစီကိုသူတို့ကိုစောက်ကြုံနေတယ်ဒီလိုနဲ့အောင်သူနဲ့စောထက်တို့လည်းသူတို့တဲခိုရာစောထက်ရဲ့ဖူဖမြတ်အိမ်ကို ခြောက်မောစွာပြန်လည်ရောက်ခဲ့ကြတယ်။အောင်သူတွက်ကတော့အသက်နဲ့ရှင်ခဲ့ရတဲ့နောက်ပိုင်းအမျက်တစ်ခုရခဲ့တယ်။ထုံညာမှာစတင်ပြီးနောက်နောက်ရေအောက်တိုက်နံကိုရောက်ရှိသွားတဲ့ခြောက်ချစရအိမ်မက်တွေလည်းလုံးဝရှစ်တန့်သွားခဲ့ရတော့ကြောင်းဖြစ်တယ်။ထို့အပြင်သူ့ကိုကွန်တရာရှိတမုံနဲ့ကျေးဇူးပြုကတင်ပေးခဲ့သောကျေးဇူးရှင်တောင်ပိုင်းသခင်မအမပုံကိုနေစင်တဲ့အမြမြတ်တာဖို့အမြဝေရှင် ထောင်ရာတတိယနေ့မြဲဖြစ်ပါလေတော့တယ်အဆင်ပြေခဲ့ကြတဲ့မိတ်ဆွေများအလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။တိုက်နံတကားမှာပြန်ခဲ့သူဆိုတဲ့ဇလံလေးရတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်ဇလံတလေးတွေကိုလည်း မိတ်ဆွေများဆက်လက်ဆောင်မြောက်အပေးကြပါဦးလို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်ရှင်။